အားလုံးပဲမင်္ဂလာပါရှင်မင်တနာတရင်ချနေရဲ့ April 19ရက်နေ့ရေဒီယိုစစ်ဆောင်တက်ဆက်ပြတော်မှာဖြစ်ပါတယ်အနာသိစက်ကောင်စီရဲ့ဒီကနေ့လုပ်ငန်းခွင်မှာတော့ကနဦးစင်တွေအရာအချင်းတော်ငါးခုကနိုင်ငံရေးအချင်းသူအချင်းသားစုစုပေါင်း22ယောက်သာပါဝင်ခဲ့ပါတယ်စစ်ကောင်စီက GSPB2 ဥက္ကဋ္ဌဟောင်းတော်သိဘူးအပါအယောက်30ချုပ်ကိုကုသဆောင်ပွဲချင်းမြှင့်လိုက်ပါတယ် အပြည့်အချင်းညာချတဲ့စကောင်စီကမြေပြင်ရောလေကြောင်းမှတိုက်ခိုက်နေတာကြောင့်သတိထားကြဖို့ပမူကြီးနော့ဘူကတိုက်တွန်းလိုက်ပါတယ်။စားရတဲ့တဲ့နေကိုသက်ဆက်ပြီးတော့မှပါ။ကျမတို့အစီအစဉ်သက်ဆက်သူမနေဖြစ်ပါတယ်။အာနာဒိစကောင်စီရဲ့ဒီနေ့လုံငင်ခွင်မာတော့ကနဦးစင်းတွင်အရာအချင်းတော်၅ခုကနိုင်ငံရေးအချင်းသူအချင်းသားစုစုပေါင်း၂၂ယောက်သာပါဝင်ခဲ့ရလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် PPNM ကနေတည်ရပါတယ်။ဆော့ဆိုင်ကသက်ဆက်ပြီးမှပါ။ မြန်မာနှစ်တကူနစ်ဆန်တယန်နေအဘရဆခုနေနေမှာအကျဉ်တူအကျဉ်သားစုစုပေါင်း4800ကျော်ကိုလူငင်းခွင့်ပေးလိုက်တာဖြစ်ပြီးနိုင်ငံရေးအကျဉ်တူအကျဉ်သားတွေကတော့20လောက်ပဲပါဝင်ခဲ့တာဖြစ်ပါတယ်။ကနဦးစင်းနေအရာပေါင်းတဲ့အကျဉ်ထောင်ကနိုင်ကျင်း2ယောက်၊ထဝယ်အကျဉ်ထောင်ကနိုင်ကျင်းအမျိုးသား1ယောက်နဲ့အမျိုးသမီး1ယောက်ပြည်အကျဉ်ထောင်ကနိုင်ကျင်းအမျိုးသား9ယောက်နဲ့အမျိုးသမီး4ယောက် ညောင်ဦးချင်းထောင်ကနိုင်ငံရေးအကျဉ်းသားအမျိုးသား၂ယောက်နဲ့အမျိုးသမီး၂ယောက်ပခုတ်ကိုချင်းထောင်ကနိုင်ငံရေးအကျဉ်းသားအမျိုးသား၄ယောက်နဲ့အမျိုးသမီး၁ယောက်တို့ဖြစ်တယ်လို့သိရပါဗါးအာနာတိန်စစ်ကောင်စီကတော့နိုင်ငံတိဆောက်ရေးမှာပါဝင်ဖို့လွတ်ပေးတာဖြစ်ပြီးတော့နောက်တစ်ကြိမ်ပြည်မှုကျွလွန်ရင်အခုကြန့်ရှိနေတဲ့ပြစ်ဒဏ်ပါတပါးတဲ့ထပ်မံကြခံရမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗါး လူမြောက်လာသူတွေချမ်းမာနိုင်ငံရေးအကျဉ်းသားပါဝင်မှုအရေးအတွက်ကိုဆက်လက်ဆောင်ရှားနေဆက်ဖြစ်ပြီးတော့နိုင်ငံရေးအကျဉ်းသားတွေကိုကူညီပေးနေတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ PPNM ကတော့လူမြောက်လာသူတွေထဲမှာနိုင်ငံရေးအကျဉ်းသားပါဝင်မှုနည်းပြီးအချို့အကျဉ်းထောင်တွေမှာနိုင်ငံရေးအကျဉ်းသားလုံးဝမပါတဲ့အထိတရှိထားတယ်လို့ကနဦးထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက်2025 April 17ရက်နေ့အထိမတရားဖမ်းဆီးခံထားရတဲ့ပြည်သူ2930ယောက်ရှိပြီးတော့အဲ့ထက်က2169ယောက်ဟာမတရားထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသားများကုညီဆောင်ရှောက်ရေးအသင်း AAPP ကနေသိရပါဗျ။ဒီလိုလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရာတွေကိုပေးဖို့ခြံနေဆိုရင်တော့မြန်မာသတင်းချန်နယ်ရဲ့ Messenger အနေနဲ့ဖြစ်စေဖုန်းနံပါတ်09956 3ညာ3တင်းနစ်တစ်ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။အပြည့်အချင်းညာချားတဲ့စကောင်းစီကမြေပြင်ရောလေကြောင်းမှတိုက်ခိုက်နေတာကြောင့်သတိထားကြဖို့ဘုံမူကြီးနှုတ်ဘူကတိုက်သွင်းလိုက်ပါတယ်။ထရီဆာကတင်ဆက်ပေးမှာပါ။ ယာယီအပြည့်ရဲ့ချိန်ရချရေးစကောင်စီတာဟာကချင်လူလိုက်ရဲ့ဖွဲ့စည်းကံဟိုကံရင်နဲ့တခြားတော်လိုင်းရဲ့ဖွဲ့တူကိုမြေပြင်သားမကလေချောင်းတွေပါတက်ခိုင်းနေတာကိုအားလုံးတွေ့မြင်ပြီးသားဖြစ်တာကြောင့်ဖီတူလူချုနဲ့တာဝန်ထမ်းဆောင်နေသူတွေအားလုံးတည်င်းအမြင်နာဆွင့်ပြီးတတိထားဖို့ကချင်လူလိုက်ရဲ့ဖွဲ့စည်းကံဟိုကံရင်တည်င်းနဲ့ပြန်ကြားရေးတာဝန်ခံပုံမူကြီးတော်ဘုကတတိပေးပြောဆိုလိုက်ပါတယ်။မြေပြင်ကုပ္ပစံတပ်နေကိုယာနာဇွန် န်ဒီကပ်ကတ်ခင်းငယ်စကောင်းစီတတ်တူကအခုလိုကတို့အပြည့်ရတဲ့လိုကျင်ညာချက်ထုတ်ထားပေးမယ်တနေ့မှကိုမနာပဲကျွန်တော်တို့ KIO KA နဲ့တခြားတော်လိုင်းရေးအဖွဲ့တွေအားလုံးကိုအမြဲတမ်းမြေပြင်နဲ့ရောလေကြောင်းနဲ့ပါတိုက်ခိုက်နေတာကျွန်တော်အားလုံးတွေ့မြင်ပြီးသားဖြစ်ပါတယ်အဲ့ဒါကြောင့်ပြည်သူလူထုတွေနဲ့တာဝန်ထမ်းဆောင်နေသူတွေအားလုံးလည်းတည်င်းအမြန်နာဆွင့်ပြီးတည်တည်ထားနေရမှာဖြစ်ပါတယ် ငလင်းဘေးတန်ကြောင်ကိုကြီးကြီးစေရဲနဲ့ပြန်လေသူချောင်းရဲ့လုပ်ငန်းတွေကိုလှူဆောင်ဖို့ဆိုပြီးစစ်ကောင်စီရဲ့ကာကွယ်ရေးဦးစီးချုပ်ယုံကဧပြီလ၂ရက်နေ့ကနေဧပြီလ22ရက်နေ့အထိယာယီပြစ်ခတ်တိုက်ခိုက်မှုရစေရဲကာလဆိုပြီးထုတ်ပြန်ခဲ့တယ်လို့စစ်ကောင်စီကအပြည့်ရကြောင်းထုတ်ပြန်ပြီးနိုင်ရီပိုင်အကြာ KIO ကလည်းဧပြီလ၂ရက်နေ့ကနေဧပြီလ22ရက်နေ့အထိအပြည့်ရကြောင်းကြေညာခဲ့ပြီးအပြည့်ရသဘောတူညီမှုတွေကိုစစ်ကောင်စီကိုယ်တိုင်လိုက်နာဖို့ထုတ်ပြန်ချရလေဖြစ်ပါတယ်။ဒါပေမဲ့စစ်ကောင်စီ ဲ့တက်ခိုင်မှုတွေကရတန်တာမျိုးမတွေ့ရပဲကချင်ပြည်နယ်အတွင်းတာမကတနိုင်ငံလုံးမှာလေကြောင်းတက်ခိုင်မှုတွေရန်တာမတွားတဲ့အပြင်လက်နက်ကြီးတွေနဲ့ပါပြစ်ခတ်တက်ခိုင်လျက်ရှိပါတယ်စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားရာနေရာတွေတာမက KIO နေမြေတွေမှာတပတ်အတွင်းလေကြောင်းတက်ခိုင်မှုအကြိမ်နေရာကျော်ပြုလုပ်ခဲ့တယ်လို့ကချင်လူလက်ရဲအဖွဲ့အစည်း KIO KIA တတိယပြန်ကြားရေးဌာနရဲ့ April 23ရက်နေ့ထုတ်လွှင့်တဲ့တတိယရုပ်သားအစီအစဉ်မှာဖော်ပြချပါတယ်တပတ်အတွင်းစစ်ကောင်စီတပ်ကတိုက်ပွဲနေရာတွေတာမက KIO နေ ေမြေတွေမှာဝိုင်းထဲလေရင်နဲ့134ကျင်း၊ဂျက်ဖိုက်တာနဲ့70ကျင်း၊ဒရုန်းနဲ့68ကျင်းပုံကျဲတိုက်ခိုက်ခဲ့ပြီးတော့လက်နက်ကြီး184ကျင်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုထားပါတယ်။လက်ရှိအချိန်မှာလည်းလဝလီဒီယိုလမ်ဘတ်ဧပြီလ14ရက်နေ့ကနေစပြီးစကောင်စီတနဲ့မင်းစေတပြည်သူစီပူပေါင်းတပ်တွေလဝချေရွာနီးတဝိုက် KIA တိုက်ရင်20နေမြေပဲစစ်ကြောင်ထိုးလာတဲ့အတွက် KIA ပူပေါင်းတပ်ကနေခုခံရေးစီရီတင်မှနေဆဲဖြစ်တယ်လို့သိရှိရပါတယ် ကောင်စီက GSPB ဒုက္ခတာဟောင်းတုံးသွေးမှုအပါအယောက်30ကျော်ကိုဂုံတူးဆောင်ဖွဲ့ချင်းမြင်လိုက်ပါရယ်။နိုင်ငံနေရာတင်ဆက်ပေးမှာပါ။နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လုပ်ငန်းနေပေအလိုက်ထူးချွန်ပြောင်ရောက်စွာကြိုးပမ်းဆောင်ရွက်ခဲ့ကြတာကြောင့်ဆိုပြီးစီကောင်စီက KSBB ဒုတိယဥက္ကဋ္ဌဟောင်းဒေါ်ဒွေးဘူးအပါအယောက်30ကျော်ကိုဂုံထူးဆောင်ပွဲချင်းမြင့်လိုက်တာပါ ဒီကနေ့ဧပြီလ18ရက်နေ့နေ့စွဲနဲ့ထုတ်ပြန်လာတဲ့အဲ့ဒီထုတ်ပြန်ချက်ထဲမှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တွေပြည်ထောင်စုဝန်ကြီးနဲ့ဝန်ကြီးတွေကာကွယ်ရေးဝန်ကြီးဌာနကဗိုလ်ချုပ်တွေရုပ်ရှင်သရုပ်ဆောင်တွေစုစုပေါင်း32ဦးကိုဂုံထူးဆောင်ပွဲတွေချိန်မြင့်လိုက်တာဖြစ်ပါတယ်စီကောင်စီအဖွဲ့ဝင်တို့တွဲဘူးအပါဝင်73ဦးကိုစီကောင်စီကပြည်ထောင်စုစီတူတင်ကဟဘွက်ကိုချိန်မြင့်ခဲ့ပါတယ်။ဒါ့အပြင်နောက်ထပ်စွမ်းဆောင်မှုဆိုင်ရာဂုံထူးဆောင်ပွဲတွေအဖြစ်တီရိပြန်ချီပွဲ ဇေယကျော်ထင်ဘွဲ့ဝဏကျော်ထင်ဘွဲ့နဲ့အလင်္ကာကျော်စွာဘွဲ့စတာတွေကိုလည်းစစ်ကောင်စီကအတီးတီးချိမြင့်လိုက်တာလို့ဖော်ပြထားပါတယ်။ပြီးထောင်စုစီသူတင်ကဟဘွဲ့ချိမြင့်ခံရသူတို့ဖြစ်တဲ့ဒေါ်သွဲဘူဟာကချင်ပြည်နယ်ပြည်သူပါတီ KSPP ရဲ့ဒုတိယဥက္ကဋ္ဌဟောင်းတူဖြစ်တယ်လို့2020ခုနှစ်ရွေးကောက်ပွဲတုန်းကလည်းအမျိုးသားလူတော်ကိုယ်စားလှယ်လောင်းအနေနဲ့ကချင်ပြည်နယ်မိစံတနေအမစတိမာဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။အနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာတော့ဒေါ်သွဲဘူဟာ KSVB ဒုတိယဥက္ကဋ္ဌနေရာကနေနှုတ်ထွက်ခဲ့ပြီးစီကောင်စီကအသစ်ပြန်လည်ဖွဲ့စည်းခဲ့တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှကောင်စီဝင်အဖြစ်2023ခုနှစ်ဖေဖော်ဝါရီလ3ရက်နေ့ကနေလက်ရှိအချိန်အထိတာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်ဒီနေ့ကြာရောက်တဲ့မြန်မာနေတကူနေမှာတော့အချင်းတို့အချုပ်ထောင်အတီတီမှကြာခံနေတဲ့အချင်းတို့အချင်းသား4863ဦးနဲ့နိုင်ငံခြားသား73ဦးကိုစစ်ကောင်စီကလုံငင်းခွင့်ပေးလိုက်ပါတယ် ြစ်တဲ့လူငင်ခွင်ခံရသူတွေအနေနဲ့ရာစုအချက်တုံဥပဒေပုံမှ၄၀တက်ပုံမှခွဲ၁၀အရနောက်တစ်ချိန်ပြမှုထမှန်ကျုံးလွန်ပါက၎င်းပြည်တော်အပြင်ယခုကြားခံရကြံရှိတော့ပြည်တော်များကိုပါဆက်လက်ကြခံရမည်ဆိုတဲ့အစည်းအဝေးသတ်မှတ်ချက်နဲ့သူတို့ကြားခံမှုချမ်းရှိတဲ့ပြည်တော်တွေအပေါ်ရှော့ပေါ်ပြီးပြည်တော်လူငင်ခွင်ပေးလိုက်တာဖြစ်ပါတယ်2025ခုနှစ်ဧပြီလ19ရက်နေ့မတိုင်မီလူတမ်းမှုမဒိန်မှုပောက်ခွေးစိတ်သက်သောဝတ္ထုပစ္စည်းများမတရားအသင်အဥပဒေအရပြမှုတွေ 1898ခုနှစ်လက်နက်များအဥပဒေ16ရှစ်အရပြည်မှုတွေ1949ခုနှစ်လက်နက်ရေးပေါ်ပြည်ထောင်စီမှုရာရီအဥပဒေအရပြည်မှုတွေ1952ခုနှစ်လက်နက်အဥပဒေအရပြည်မှုရေး1924ခုနှစ်ရှမ်းပြည်နယ်လက်နက်အမိန်အရပြည်မှုရေး2023ခုနှစ်လက်နက်ဥပဒေအရပြည်မှုရေးမူရင်းစေဝါနှင့်စိတ်ကိုပြောင်းလဲစေရောစေဝါများဆိုင်ရာဥပဒေအရပြည်မှုရေးတဘဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရပြည်မှုရေး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုတွေနဲ့အခရီးလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုတွေမှာအပဒီစိန်ဥပဒေတရအရပြစ်မှုတစ်ခုအနေနဲ့ဆက်လင်းပြီးပြစ်ဒဏ်ချမှတ်ခံရပြီးတော့အကျဉ်းထောင်နဲ့အချုပ်ထောင်စခန်းအသီးသီးမှာပြစ်ဒဏ်ချခံနေတဲ့အတူတွေကိုပြစ်ဒဏ်ရဲ့အချုပ်ပုံတစ်ပုံကိုလုံငင်းတတခွင့်ပြုခဲ့ပါတယ်။ ဒါအပြင်ဖြစ်တဲ့လူငင်ခွင်ခံရသူနိုင်ငံခြားသား73ဦးကိုမြန်မာနေတဲ့အခါသမယလူမှုရေးအရာငင်ရတော့အဖြစ်လကောက်နိုင်ငံအချင်းချင်းမေဝမပြတ်ဆက်ဆံရေးကိုရှေ့ရှုတော့အဖြစ်လကောက်လူသားချင်းစာနာထောက်ထားမှုကိုလေးစားတော့အဖြစ်လကောက်ပြည်တိုင်းရှော့ပေါ်ပြီးလူငင်ခွင်ပေးလိုက်တာလို့ဖော်ပြပါရှိပါရယ်စကောင်းစီလုတ်ပေးလိုက်တဲ့အထင်မှာတော့အာနာသိမ့်ပြီးနောက်အချခံနေရတဲ့နိုင်ငံရေးအချင်းသူအချင်းသား900ခန့်လုံးတော့မပါဝင်ခဲ့ဘူးလို့လည်းအချင်းသူအချင်းသားတွေကိုကူညီပေးနေတွေ့ရဲ့ပြောပြချက်ရသိရပါဗျာ။ ချက်တဲ့ကာလတွေမှာကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုကြိုးစားနိုင်မယ့် self care နည်းလမ်းလေးတွေကိုဝေမျှပေးလိုက်ပါရစေ။လတ်တလောကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင်းနိုင်ငံတော်မှာထိခိုက်နှစ်နာမှုများစွာကြုံတွေ့နေရပါတယ်။အဲ့ဒီထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမက နောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြမ်းမာရေးအတွက်အလွယ်တကူခရီးဆိုင်နိုင်မဲ့နည်းလမ်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီကာလမှာ အဓိကကြုံရသည့်ရှိတာကစိုးရိမ်တော့ကတွေဖြစ်ပါတယ်။ငလင်ဖြစ်ပွားတော့ငါကြုံလိုက်ရတဲ့စိတ်အခြေအနေတွေဆိုရှယ်မီဒီယာကသတင်းတွေကြောင့်ပူပန်မှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီစိုးရိမ်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခန်းစားချက်လေးတွေရအောင်ပေါ်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။၁မိမိရဲ့ခံစားချက်တွေအတွေ့အကြုံကိုကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိတ်ဆွေတွေကိုယင်ဖွင့်ပြောဆိုတာကိုယ့်ရဲ့ခံစားချက်လေးတွေကိုမဝေဖန်ပဲ တိမတ်ပြုပေးတာမျိုးကအများကြီးအထောက်ပံ့ပြုပါရယ်။နှင်းလက်ရှိဖြစ်ဆုံးပံကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လည်တည်ငြိမ်လာအောင်အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကအတန်းအနက်အထီးအတွေ့မြင်ကွင်းတွေကိုဂီယူတစိုက်အာယုံခံကြည့်တာမျိုးတွေလုပ်လို့ရပါတယ်။သုံးမိမိကိုစိတ်သက်သာရရစေမဲ့တည်ငြိမ်စေမဲ့အရာလေးတွေလုပ်တာဥပမာညံ့ညောင်းတဲ့တန်ဆန်လေးတွေနားထောင်တာအကြည်ဆွဲတာ အယောင်ချေတာအိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ဆော့ကစားတာမျိုးတွေပြုလုပ်လို့ရပါတယ်။ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုခရီးဆိုင်ပေးဖို့လိုအပ်ပါတယ်။လေးအိပ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုယ်ရောစိတ်ကိုပါအကောင်းဆုံးသောအနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိတ်ချိန်ပြပြဝဝဖြစ်အောင်အိတ်ဆက်အနာယူဖို့အိတ်ချိန်ပုံမှန်လေးတွေထားရှိဖို့တိုက်တွန်းချင်ပါတယ်။၅ ဒီချိန်မှာစားချင်တောက်ချင်စိတ်တွေညှောနေနေနိုင်ပြီမယ်။ရေတက်ပြေဝအောင် အာဟာရပြေဝအောင်စားတောက်ဖို့လိုအပ်ပါတယ်။၆ကိုယ်လက်လှောက်ရှားမှုဟာစိတ်ရောကိုယ်ပါအထောက်ပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာအကျောရှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ်။ ငလင်းဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံးနေကြနေစဉ်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဖြစ်တာမျိုးတွေရှိတတ်ပါတယ်။ဒီခါမှာအတွေးတွေများလာပြီးစိတ်မသက်သာတာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine လေးတွေလည်းလည်ပတ်ဖို့စူးစမ်းကြည့်စီချင်ပါတယ်။ခုနှစ် social media ကတည်င်းအချက်လက်တွေရဖို့အရေးကြီးသလို social media ကတည်င်းအမှားတွေပုံရိပ်တွေကကိုယ့်ကိုစိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကတ်သက်ပြီးအသုံးပြုတာကပိုပြီးအကျိုးရှိပါတယ်။ရှင်း ဝါဒနာပါတဲ့အရာတွေကိုယ့်ကိုစိတ်ပျော်ရွှင်စေမယ့်အရာတွေဥပမာတခြင်းနာထောင်တာစာဖတ်တာပုံဆွဲတာမျိုးလေးတွေလှုပ်ဆောင်လို့ရပါတယ်။ကိုကိုရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာ အချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းတွေအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကျမ်းမာဖို့အထောက်အကူပြုပါတယ်။ ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကြမ်းမာရေးကိုတက်ရောက်ပြီးအကျိုးဆက်နေနဲ့လဲစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်ရာမျိုးတွေပြုလုပ်လို့ရပါတယ်။အစဲစိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေအသုံးပြုတာမျိုးရှောင်ကျဉ်သင့်ပါတယ်။ဥပမာအရက်အလွန်ကျွံတောက်တာ၊မူရစေဝါတုံဆွဲတာ၊ကိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်။၁၁ဥရာရင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီး မိမိအတွက်လိုအပ်လာပြီဆိုရင်စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာကောင်ဆယ်လင်းယူတာ emotional support session နဲ့ workshop တွေပါဝင်တာဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်။ဆနစ်ဒီကာလမှာကိုမလုပ်ပေးနိုင်တဲ့မကူညီပေးနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင်ကိုလုံနိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပိုအာရုံစိုက်ပြီးကူညီထောက်ပံ့တာမျိုးကကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်။ မြစ်နာသတင်းချန်နေရီရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းအနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်းချန်နေ app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။